ဲ့တော့ဝင်နေတော့မယ်ကဲအမို့ဒီဒီစကားက तू ကရိုက်ရိုက်ပြီးရိုက်နေတယ်ပါလေ तू ကရေခုန်စိတ်လို့ခြားရိုက်ပြီးသွားတဲ့အချိန်မှာတချင်းတွေအတင်းဆက်တဲ့အချိန်မှာလေတော်တော်ဖြစ်နေတာဘောဦးဒီစကားပေါ်မှာရေခုန်တဲ့ဟာကိုပြောတာအဲမောင်တိုင်ရုံလေးနဲ့ဒီပုံမမီတာတော့ဘလို့ရိုးကြအောင်လဲဆိုတော့အရန်ကြည့်ကျင်နေတာပေါ့ကဗျာရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကဗျာနဲ့ပတ်သက်တဲ့အရာအားလုံးကိုကျွန်တော်ချစ်တယ်အဲ့ဒါကြောင့်မို့လို့ ကြပြအနာမှာကျွန်တော် အချိန်နှဲရှိနေပြီကျင်တာအဲ့လိုရှိခွင့်ရဖို့အတွက်ကိုလည်းဒီတော့ကပြောတဲ့အစင်ကအဓိကအဲ့လိုမျိုးသူပြောချင်တဲ့ဟာတွေကိုမမွတ်မယဲနဲ့တခြားဆက်ပြောလိုက်တဲ့ပုံစံမျိုးပေါ့နော်အပြင်ကကာရိုက်တာညီွားတာပေါ့လို့ဟုတ်တယ်အပြင်မှာလည်းပြောချင်တာအဲ့လိုစားလိုက်ပြောပြတာအဲ့လိုပြောဖို့ရ3နှစ်လောက်ဆောင်းခဲ့ရတာလေအခုမှပြောရဆိုတော့လေမူကပါပါပေါ့17နှစ်လောက်ဆောင်းခဲ့ရတာ ပေါ်တပတ်နဲ့ကြာတော့သူကဒီရိုက်တာကြာတော့တချဲပဲအရင်မူပါတယ်ပေါ့သူတို့မင်းဒီပဲကြာအချိန်ပြီးလိုက်တာတပတ်မင်းတော့ပဲကြာစကားဆောင်ပေးကြရမူပါလားလို့အာချစ်သူစီယာရုပ်ရှင်ကားကြီးဟာဂျုံပတင်ကလေးကပိတ်တယ်လို့မသိဘူးပေါ့နော်ကျွန်တော်တို့ကတော့ဒါအောင်ကြည့်ချင်နေတာပေါ့နော်ဘာလို့လဲဆိုတော့တရုတ်နိုင်ငံကကျတော့ဒီဇက်ဇက်ကြမ်းကားတွေရိုက်ခဲ့ပဲဒီဟာတာကားတွေပဲခဲ့တဲ့အချိန်မှာမှာဒီရှာရှာပါပါ ဘဲကိုမြေရခဲတဲ့ဒီဘူရက်ကတကားထွက်လာတယ်ဆိုတော့ပြစ်တတွေလည်းအရင်ကြည့်ကြည့်မယ်လို့ကျွန်တော်ကထင်ပါတယ်ကျွန်တော်တို့လည်းအရင်ကြည့်ကြည့်လို့ဒီနေ့ကပ်ပဲရှုမှမေးရမကဘူးကျွန်တော်ကတယောက်တည်းကိုလာပြီးတော့လာကြည့်တာပါဟမ်ဒီတန်းမှာတော့ရုပ်ရှင်ကားကြီးကမတင်ခင်မှာကလေးကပေါ့နော်ရုပ်ရှင် page မှာတင်တဲ့စာသားတွေကြည့်ရတယ်လူကအေးပျော်ကြခြင်းတွေဆိုတော့ဖြစ်နေတာဆိုတော့ရုပ်ရှင်ကားကြည့်တဲ့ခါကျရင်ဒီ mountain road လေးနဲ့ဒီပို့မမီတာတော့ဘလို့ roll ကြအောင်လဲဆိုတော့အရင်ကြည့်ကြည့်နေတာပေါ့ ကဗျာကျွန်တော်ကဗျာကိုချစ်တယ်ကဗျာပြုံးနေရလေးကိုလည်းကျွန်တော်ချစ်တယ်ပြီးတော့ကဗျာရဲ့စပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ဟုတ်တယ်သူပြောသလိုပဲကျွန်တော်တော့ကဒါကတော့အမနေ့ကကျွန်တော်အရင်တော့ကရိုမန်တစ်ကားကြီးရိုက်မယ်ဆိုရင်ကျွန်တော်ထွက်ပြေးရတယ်မှာပါတယ်ရောမယ်လောကလောကမလိုက်ချင်ဘူးမလိုက်ချင်မရိုက်ချင်ဘူးပေါ့နော်မရိုက်ချင်ဘူးလောကကျွန်တော်တော့အရင်ခက်ခဲတယ်ဒါပေမဲ့အဲပရိုဂျူဆာကနေပြီးတော့ဒါ ဲ့လိုကလေးရိုက်ချင်တယ်ကျွန်တော်လည်းအရင်လုပ်ကြည့်ချင်တယ်ကြိုးစားကြည့်မယ်ဗျာလို့ဆိုပြီးတော့ဒါဆက်ဆက်ရေးတဲ့ကဒါမလိုက်မဖက်ကိုဆက်ရေးရတာအာကြိုးပြောရတာပါမလိုက်မဖက်ကိုဆက်ရေးတယ်ဆိုတော့ဒါဒီထဲမှာကောင်းကြီးနဲ့ကောင်းမလေးကဟိုဘာလို့ပြောပြပြမယ်ကောင်းမလေးကဖြူဖြူချောချောအဲ့လိုလေးပါကောင်းကြီးကခက်ကျန်းတယ်ဆိုတော့ကျတော့အဲ့ဒါကြောင့်ဒီပြေးဆောင်နေရပါဒီလိုမလိုက်မဖက်ဖြစ်နေရပါတော့နော်ဆက်ရဲ့သဘောအရပေါ့ဟုတ်ဒီထဲမှာကျွန်တော်အဲ့လိုအကြည့်တွေကတေချာဖမ်းရတယ်ပေါ့နော်တေချာဖမ်းရဆိုတော့ဒါမကွင်းရဲ့ တကျူးစားမှုပေါ့နော်တေချာလေးကျွန်တော်တို့ဒါဒီကားထဲမှာဝတ်တဲ့အဝတ်စားတွေရောရိုက်တဲ့ location တွေဟုတ်တယ်အတန်တွေတချင်းတွေဆိုလို့ရှိရင်ကျွန်တော်ဇက်ဝင်တေးပြီးတုံးပုတ်တုံးပုတ်အစ်စ်တပုတ်ရဲ့နောက်ထပ်အာနမည်ရပြီးသားပြိတ္တတိပြီးသားတချင်းနှစ်ပုတ်ရဲ့ဇက်ဝင်တေးဆိုလို့တုံးပုတ်ကျွန်တော်နောက်ပြီး location တွေရန်ကုန်မှာရရခဲတဲ့နေရာတွေရရခဲဆိုတော့ဒီအရန်များနေရာရှင်းရခက်တယ်လေအဲ့နေရာမှာကျွန်တော်စူးစမ်းပြီးတက်ရိုက်ကူတာတယ်အာပြီးတော့ဟို DM အကြည့်ရတာဆိုကျွန်တော်ဧချာလေး တကယ်ဘယ်လိုမှစိတ်ချစ်တဲ့အကြည့်ကြီးဖြစ်အောင်လို့တော့ကြိုးစားပြီးတော့လုပ်ထားတယ်တကယ်မှုပါနေရမလားတကယ်လည်းမှုပါပါတယ်မှုပါပါတယ်မှုပါပါတယ်သူ့စရွေးတွေကလည်းသူနဲ့ဒီနေရာလေးကလိုက်တယ်ဆိုပြီးတော့သူ့ရွေးချယ်ပြီးခဲ့တဲ့ကားပေါ်ဆိုတော့ကကြတော့သူနဲ့လည်းရန်လိုက်ပါတယ်။ဟ အမို့ဒီဒီစကား तू ကရိုက်ရိုက်ပြီးရိုက်နေတယ်မှာလေ तू ရေခုံစိတ်လို့ကြာရိုက်ပြီးသွားတဲ့ချိန်မှာတချင်းနေအတင်ဆက်တဲ့ချိန်မှာလေတော်တော်ဖြစ်နေတာအောင်လေးရလေအဲ့ဘောဘောဒီစကားပေါ်မှာရေခုံတဲ့ဟာကိုပြောတာအဲဒီစကားပေါ်မှာ तू ဘယ်လိုဖြစ်နေပြလဲဆိုသူ့ကိုအဲကာရက်တာပေါ်မှာရင်ခုံလာပေါ့နော်တခြားရင်ခုံနေပါလေဆိုတော့မသိဘူးကာရက်တာဝင်နေတော့မယ်ကဲ ဟုတ်တယ်အဲ့ဒီကအဲ့လိုမျိုးရည်စားစကားပြောတဲ့အစင်ဟာအဓိကအဲ့လိုမျိုးသူပြောချင်တဲ့ဟာတွေကိုမမွတ်မယဲနဲ့တောက်လျှောက်ဆက်ပြောလိုက်တဲ့ပုံသဏ္ဍာန်မျိုးပေါ့နော်အပြင်ဘက်ကတည်းကညီသွားတာပေါ့လို့ဟုတ်တယ်အပြင်မှာလည်းပြောချင်တာအဲ့လိုဇာတ်ရိုက်ပြောပြတာအဲ့လိုပြောပြီးတော့တုံးတင်းလာဆောင်ခဲ့ရတာလေခုမှပြောရတာဆိုတော့လေမူကပါပါပေါ့ဆက်တနေ့လာဆောင်ခဲ့ရတာကြပြားရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကြပြားနဲ့ပတ်သက်တဲ့အရာအားလုံးကိုကျွန်တော်ချစ်တယ်အဲ့ဒါကြောင့်မို့လို့ကြပြားအနာမှာကျွန်တော်အချိန်နှဲရှိနေပြီးကျင်တာ အဲ့လိုရှိခွင့်ရဖို့အတွက်ကိုလည်းဟုတ်တယ်အဲ့ဒီကမူကပြန်ဖမ်းတာပေါ့ကျွန်တော်တို့အဲ့ဒီအဲ့ဒီမူကိုပြန်ဖမ်းတာပေါ့ဒီစကားကိုလာကြည့်မယ်ဆိုလို့ရှိရင်ဒီအဲ့ဒီစကားပြောတဲ့စင်လေးကဒါဒုတိယကြိမ်မှာပြောတဲ့စင်လေးဖြစ်ပါတယ်ဒါပြလို့ဒုတိယကြိမ်ပြောတဲ့စင်လေးမှာဒီကောင်းမလေးကကောင်းလေးကိုစကားမဆုံးသေးပဲပြေဖက်လိုက်ရလဲဆိုတော့အရှိမစကားထဲမှာအကြောင်းအရာတစ်ခုပါပါတယ်အဲ့ဒါကြောင့်မလို့ဒါဒုတိယကြိမ်ပြောတဲ့စင်ဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာလေးရတယ်ဒီစကားကြည့်လို့ရှိရင်သတိထားမိပါပါကျွန်တော်တို့ကျွန်တော်ဘာကြောင့် ဒီစားကောင်းလေးဒီစားကပြောရအောင်မဆုံးသေးပြည့်ဖက်လဲဆိုတော့ဟာကောင်းမလေးရဲ့ကောင်းလေးလည်းအရင်ချစ်လို့ပါအဲ့ဒါကြောင့်သူကဇက်ကမြုပ်ထားလေဩဟိုတပတ်နဲ့ကြာတော့သူကဒီရိုက်တာကြာတော့တချဲပဲအရင်မှုပါတယ်ပါသူတို့မင်းဒီပတ်ကြာအချိန်ပြီးလိုက်တာတပတ်မင်းသားပတ်ကြာဇက်ကဆောင်ပေးခဲ့မှုပါတာအဲ့လိုကျွန်တော်တို့ item မှာကြာတော့လေအပေးယူမျှမှာကျွန်တော်တို့ကြည့်လို့ကောင်းတာဟုတ်တယ်မလားဒီဘက်က item ကဘလောက်ပဲဆွဲဆွဲဟိုဘက်ကပြန်ဆွဲတော့မှလည်းကြည့်လို့ကောင်းမှာဆိုတော့ဒီဒီဒီ ဒီဟိုဘက်ကနှစ်ယောက်စလုံးညီနေတဲ့ခါကျတော့ပို့ပြီးကြည့်လို့ကောင်းတော့ပါနော်အဲ့တော့ဒီကျွန်တော်တို့ကအတူထွာလေးကြီးရကျွန်တော်အားအားမြလာတော့လေဒီကိုပရိုင်ဒီနေ့ဒီပွဲမှာလာကြည့်တာပေါ့နော်ဒီချစ်တုစရာရုပ်ရှင်ကားကြီးတင်တဲ့ခါကျလို့ရှိရင်လည်းရိုက်တာမပွဲကအကောင်းဆုံးကြိုးစားထားတာဖြစ်တဲ့ကြောင့်မို့လို့ပေါင်ဝင်တဲ့တိကျဆောင်ဖြစ်တဲ့တိုင်ရုံနဲ့ဘုမမီတာတို့ရဲ့အဲအကောင်းဆုံးကြိုးစားမှုတွေကိုလာရောက်ပြီးတော့ဝိုးရဲ့ပြည်ကိုတော့ဒီနေရာနေပြီးတော့အားလုံးဖိတ်ခေါ်ချင်ပါတယ်အခုဒီလိုမျိုးဒီနေ့မီဒီယာတွေအကုန်လုံးလည်းဆက်ဆုံးနေတဲ့တက်ရောက်ခဲ့ပြီးတော့ဒီကားလေးကိုစိတ်ဝင်စားရှိပဲတဲ့ကြောင့်လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် ဒီကားလေးကလည်းအများကြီးစူးစမ်းရတယ်ကျွန်တော်ပြောသလိုပဲရုပ်ရှင်ဆန်နဲ့ရုပ်ရှင်ကားတွေအများကြီးပေါ်ထွက်လာဖို့အတွက်ဒီလိုရုပ်ရှင်ဆန်နဲ့ဇာတ်ကားတွေအများကြီးအပိပို့လိုအပ်ပါတယ်ဒီအတွက်ကြောင့်မလို့ဒါအခုနောက်ပိုင်းဆိုတဲ့ကားတွေကအများကြီးကောင်းလာတယ်လူငယ်တွေဖန်တီးတဲ့ကားတွေလည်းအများကြီးကောင်းလာတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်အရန်ကြိုက်တဲ့ကျွန်တော်အရန်သဘောကျတဲ့ရုပ်ရှင်ကားရဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင် Facebook ပေါ် post တင်ပြီး support ပေးပြပါတယ်ဒီအတွက်ကြောင့်မလို့လည်းဇာတ်ကားကောင်းတွေပေါ်ထွက်လာဖို့ပြည်သက်တွေအပိပို့အတွက်ပြောချင်ပါတယ်ကျွန်တော်တို့အားလုံးကြောင်းလေးပြီးစူးစမ်းနေပါခင်ဗျာ